နမကြီးမင်းသမီးတွေရဲ့မင်္ဂလာပွဲထက်တာလုံးနဲ့လက်ထပ်ပွဲကြီးကိုကျင်းပခဲ့တဲ့မြမအော်ပါလုပ်ငန်းပြည်သူများလုံးပဲမင်္ဂလာပါရှင်။2025ခုနှစ်သတင်းချုပ်ကမြန်မာနိုင်ငံရဲ့တတိကြီးတွေမင်္ဂလာဆောင်တဲ့နှစ်လို့ပြောနိုင်လောက်အောင်ခန္ဓာကြီးကြီးတဲ့လက်ထပ်ပွဲတွေကိုကျင်းပကြတာဖြစ်ပါတယ်။အပျော်ကြီးစီးရင်ဝင်နေပြီဖြစ်တဲ့နမကြီးမင်းသမီးတွေလည်းအပြန်အဆိုင် pre-wedding တပ်ပုံတွေရိုက်ပြီးလက်ထပ်နေကြပါတယ်။ငယ်စဉ်ဆုံးတွေကလည်းရေခဲတော့အထီးသွားပြီးလာပါတဲ့တပ်ပုံတွေကိုရိုက်ကူးခဲ့တာကြောင့် ကံအကောင်းဆုံးမိန်းကလေးဖြစ်ကြောင်းခုံပြုခဲ့ကြပါတယ်။ထိတ်တန့်မင်းသမီးတွေကခရိုနီကြီးတွေနဲ့အပြိုင်ဆိုင်လက်ထက်ကြတာဖြစ်ပြီးသူတို့ရဲ့မင်္ဂလာပွဲတွေကလည်းလူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပါတယ်။ထိတ်တန့်မင်းသမီးတွေရဲ့မင်္ဂလာပွဲတွေထက်ကိုကြောပြီးလူတွေပိုစိတ်ဝင်စားခဲ့တဲ့မင်္ဂလာပွဲကတော့မြမအော်ပါလုပ်ငန်းရဲ့တာမင်္ဂလာဆောင်ဖြစ်ပါတယ်။မြမအော်ပါလုပ်ငန်းကတောင်သူလယ်သမားတွေကြားထဲမှာတော့နာမည်ကြီးပြီးမြန်မာနိုင်ငံရဲ့မီလီယံနာတတိမိသားစုဖြစ်ပါတယ်။ သူတို့သားမောင်ပြေဆုံးနဲ့သူတို့သမီးမဆုလက်ထုံရဲ့ဆူလျာရဲ့ပတ်မင်္ဂလာပွဲကြီးကိုရန်ကုန်မြို့မှာခမ်းနားစွာကျင်းပခဲ့ပါတယ်။အဲဒီမင်္ဂလာပွဲတစ်ခုလုံးရဲ့ကုန်ကြစည်ကတော့တိမ်မောင်းတောင်းချီကုန်ကြခဲ့တယ်လို့သိရပါတယ်။သူတို့သမီးရဲ့ပဝါကိုလည်းဗရန်များနဲ့အစီချေထားတာကြောင့်တန်မိုးဖျက်လို့တောင်မရခဲ့ပါဘူး။သူတို့သမီးရဲ့လက်ကင်မန်းကိုလည်းစေရွှေဗရံများနဲ့စီချေထားတဲ့အပြင်စတုံးမှာလည်းဗရံများအလုံးကြီးတွေကိုပန်းဆင်ထားပါတယ် ဒါကြောင့်သူတို့သမီးရဲ့လဝရရဏတခုရဲ့တန်မိုးနေတယ်။တိမောင်းတောင်းချီတန်နေမှတည်ကြပါရယ်။သူတို့သမီးအတွက်အမေကဆရာကိုလည်းထိုင်းကနေ ခေါ်ထားတာဖြစ်ပြီးမိတ်ကပ်ပြင်ကားကလည်းတင်းရကနန်းကုန်ကြပါရယ်။ခမာရဲကိုဝင်လိုက်တာနဲ့နန်းတော်ကြီးရဲ့ရောက်သွားလာလို့ထင်ရလောက်အောင်ခန်းထားတဲ့အပြင်ဆင်တွေကိုပြုလုပ်ထားခဲ့တာပါ။တသက်မှာတစ်ခါသာဆောင်ရတဲ့မင်္ဂလာပွဲမှာတင်းတင်းတဲတဲမင်္ဂလာဆောင်ခဲ့တာပါ။ဒါကြောင့်နမေကျော်မင်းသမီးတွေရဲ့မင်္ဂလာပွဲထက် ခရိုနီတထေးကြီးရဲ့တာမင်္ဂလာပွဲကို လူတွေက ပိုစိတ်ဝင်စားခဲ့ကြပါတယ်။မြမအော်ပါလုပ်ငန်းကမြမနိုင်ငံရဲ့တက်မြီဩဇာလုပ်ငန်းတွေထဲမှာအအောင်မြင်ဆုံးလုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်းတာပြည့်သူရဲ့မင်္ဂလာပွဲကိုဘယ်သူနဲ့မှမတူအောင်ကျင်းပပေးနိုင်ကြတာလည်းဖြစ်ပါတယ်။အရေးသွေးပြေဝတဲ့ brand များတွေကိုစီးရင်ပြီးလက်ထပ်ခဲ့ကြတယ်။သူတို့သမီးလေးကိုအားကြနေပြီလားဆိုတာ comment မှာပြောပြခဲ့ကြပါအောင်ရှင်။